ခေါ်လံမျိုးတွေအလုံးပဲငလင်ဘေးနဲ့မေဘေးတွေမှာမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Google Revolution Bridge Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးတွေရရှိမလို့တွားပေးခင်မှာတော့ယနေ့မေလ3ရက်နေ့စနေနေ့ရက်ညပိုင်းနေ့နောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပြသွားဖြစ်တဲ့အတွက်တော်လံမျိုးတွေအလုံးပဲအုတ်တိကြည့်ပြဖို့ဒီနေရာကပြီးထပ်မံတောင်းဆိုလိုက်ပါတယ်ခဲဒီမျိုးစုံရှိနေတဲ့ဂျားတွေကနေပြီးတော့အမြဲတမ်းဆုံးတိကြည့်ရှုအားပေးနေတဲ့ တော်လန်ပြည်သူတူးချင်းတိုင်းကိုအထူးပဲကြည့်ကြည့်ပါရစေ။ဒီနေ့ညရဲ့ဗီဒီယိုလေးရအစမှာတော့ကျွန်တော်တို့တော်လန်ညီကိုတွေဖန်တီးထားတဲ့ချင်းလေးတစ်ပုဒ်နဲ့ကျွန်တော်တို့ရဲ့တော်လန်ပြည်သူတွေအတွက်ဒီချင်းလေးနဲ့ဒီဗီဒီယိုလေးကနေပြီးတော့အတင်ဖွင့်လိုက်ပါရစေ။ဒီမိုကရေစီဖွဲ့ချုပ်ရေးအမှတ်သားအလန်တစိကရေစွမ်းတတ်တီကိုပေါ်ဆောင်တဲ့အခါအနေအောင်ပေါ်မှာခစ်ပြောင်းလှုပ်ရှားမှုတွေမှာအဓိကနေရာကပါဝင်ခဲ့တဲ့ចောင်းသားလူငယ်များကိုကိုစားပြုတဲ့ရွှေရောင်ခွတ်တောင်းနဲ့ တော်လှန်ရေးရဲ့တင်ကြေတာဖြစ်တဲ့အကျယ်ပြူကြီးပါအဓိပ္ပာယ်ချက်ပြောရမယ်ဆိုရင်နိုင်ငံအတွက်စွန့်စားရတဲ့ပြည်သူများရဲ့ဇွဲတတ်တည်မျိုးဆက်သစ်တွေအတွက်တောက်ပတဲ့အနာကဖြူစင်တန့်ရှင်းမှုကိုအခြေခံတဲ့ပြုပြင်ပြောင်းလဲရေးအင်အားတွေကိုပေါင်းစည်းထင်ရှားစေတဲ့အလံကြီးပါပဲပြည်သူတွေရဲ့ထောက်ခံမှုနဲ့မြူသားဒီမိုကရေစီအဖွဲ့ချုပ်အလံကြီးကို1988ခုကစကဆယ်စုနှစ်တွေနဲ့ချီပြီး အခက်အခဲဆုံးကာလတွေမှာတောင်းမလဲတာတည်ဆောင်ခဲ့နိုင်ပါတယ်ကြပါရဲ့ရေချမ်းရဲ့ဒီပုဂ္ဂလစီ ်မာရောက်လာမီမင်းမြန်မာရောက်လာမီကြောင်က money. Mm -hmm. တယ်ကျေးဇူးစီပါတယ်အကုန်လုံးအကုန်လုံးတာရိတ်ခါဆိုလို့မရှိတယ်လို့မရှိတော့ဘူးဖြစ်သွားပြီ။နောက်ကျွန်တော်ဘာလို့လဲဆိုပြောပြနေဥစဉ်ကျင်းကျင်းကားအော်တယ်။ကျန်တဲ့အချားနေရာလေဖိုလ်ကြီးတွေသွားပဲရိတ်ခါကြောင့်နောက်ဆုံးလိုက်ရတာလေအများကြီးရှိတယ်။ဟေးအားလုံးပဲတွေ့တဲ့အတိုင်းပါပဲ။ပေါ်ကတော့သူ့ရဲ့ပြည်သူစစ်တွေငတ်ပြက်နေတဲ့အနေထားတကူပြောသွားဖြစ်ပါတယ်။ငတ်တာလည်းမပြောနေသေးဘူး။ရသမြပတ်စံနေအကုန်လုံးကိုသူ့ရဲ့မရင်ငယ်တီတာယူမှုဖို့နေရတာဟုတ်။အဲ့ဒါယူလို့ကိုဟုတ်။ဖုန်းရေးတဲ့အဲ့လို drive ဖြစ်နေတယ်ဗျာတဲ့။အဲ့တော့တပြည့်တော့မလိုအပ်ခါလေးပေါ့နော်။ဖုန်းလူပေးပါလားတဲ့။ဟုတ်ပြီလို့ဘာလို့ပေးရမလဲပြောပေါ့နော်။ဘာလို့ပေးရဟုတ်ပြီလို့ဘာလို့ပေးရမလဲပြောပေါ့နော်။ ဘာလို့ပြရလို့ပြောမလဲဦးစင်ကျင်းကလာအော်တယ်ကဲနဲ့အချားနေရလဲခုန်ကြီးသူသွားပဲဒိတ်ခါကြောင့်နောက်ဆုတ်လိုက်ရတာလေအဲ့ဆိုတော့တို့ဒါជីကအီကြီးပေါ့နော်ជីကအီကြီးတပြီတော့မှတို့ဒါအဆုံးတရားလောက်လိုချင်တယ်ပေါ့အဆုံးတရားလောက်အောက်ပြရမယ်လို့အဆုံးတရားလူပေးမယ်လို့ဘာသာကြော်ရတယ်စူးစီပါရအကုန်လုံးအကုန်လုံးတော့ရိတ်ခါလို့မရှိတော့မရှိတော့ဘူးဖြစ်သွားပြီ။နောက်ဦးစင်တော့ပေါ့မလို့ပြောမလို့ဦးစင်ကျင်းကလာအောင်။အေးကြီးတယ်။စီမောလဲခနရကဲရလဲခနရပဝင်းချင်းဆိုတဲ့သဘောကအယောင်ပြောင်းလဲ တဲ့အပင်မြင့်ရင်လေးပိုကြိုက်တဲ့ဂျာဟာလောဂရန်ကွယ်ဟဲ့အားလုံးပဲပြူသွေးကတော့တချင်းလေးနဲ့ပဲပြည်သူတွေကိုပြန်ပြီးကြိတ်လိုက်တာပါလူတွေကိုဝေဖန်ပြောဆိုနေကြတဲ့သူတွေကိုလူတွေကပြန်ကြိတ်သွားတယ်ဆိုတဲ့သဘောတရားပေါ့ဗျာဘာပြောပြူသွေးဆိုတာကလည်းဂျုံနေထိုးစင်ပေါ်တက်ပြီးတော့အောင်မြင်မှုတွေလှမ်းလှမ်းတောက်ခဲ့တယ်မလားအောင်မြင်မှုတွေရခဲ့သလိုအလူတန်းတွေလည်းရေရောတာတွေ့ဖြစ်တဲ့အတွက်ပြည်သူတွေအကုန်လုံးကလည်းပီတိတွေဝမ်းသာဖြစ်ပြီးအားပေးခဲ့ရတဲ့သူတယောက်လည်းဖြစ်မှာပါ။ဒါပေမဲ့လည်းတော်လိုင်းကြီးကလာအတွင်းမှာတော်လိုင်းကြီးရဲ့ချစ်ခင်ရတဲ့အမေစုကို ပြောထားတဲ့ပေါင်းစုဆိုတဲ့ဗီဒီယိုကိုရိုက်ပြီးတဲ့ချိန်မှာတော့ပြည်သူတွေအားလုံးကဝေဖန်မှုကိုခံခဲ့ရတာဖြစ်ပါတယ်။တော်လန်ပြည်သူတွေကဝေဖန်တာပါ။တော်လန်ပြည်သူတွေကသူ့ကိုဘာကြောင့်ဝေဖန်လဲဆိုတာကိုပိုင်းခြားသိမြင်နိုင်တဲ့အုံတော်မရှိတဲ့ဖြစ်တဲ့အတွက်သူ့အပြင်မြင့်လို့လေပိုတိုက်တယ်ဆိုပြီးပဲသူထင်ကောင်းထင်နေပုံရပါတယ်။ဒီမုန်း9ရက်ကဲ့ရဲ့9ရက်မဟုတ်ပါဘူး။တော်လန်ပြည်သူတွေကနင့်ကိုခုနှစ်ကဘာတိကြည်မလို့တော့မထင်ပါနဲ့။အဲကြောင့်ဒီချိန်မှာဘာပဲလုပ်လို့ဘာအားကိုးနဲ့လုံနေနိုင်ပေမဲ့ပြည်သူတက်တဲ့နေ့မှာဘောမတတရဲ့အိစာတွေကတော့ထေချာကိုပြည်သူတွေကျင်းနေအောင်ရှင်းပြမနေထားပါပဲ။ ထောင်သုံးသတင်းပုတ်အနေနဲ့ကတော့အိုက်ခန့်ကြတော့ AI လက်ရှိချိန်မှာကတော့ AIA PDF တွေနဲ့ပူးပေါင်းပြီးတော့ဗန်မော်မျိုးသိမ်းတိုက်ပွဲကိုပုံဝင်ဆင်နွှဲနေလျက်ရှိပါတယ်။အဲ့လိုပဲဗန်မော်မျိုးကိုသိမ်းပိုက်ပြီးအချင်းပြည်သူတွေကိုလက်ဆောင်ပေးဖို့အိုက်ခန့်တက်တော်စစ်သားတွေကိုလည်းတိုက်တွန်းပြောဆိုထားတဲ့မိန်ကွန်းကလည်းပေါ်ထွက်လာခဲ့ပါတယ်။ဗန်မော်တပ်ဖွဲ့မှ KI ပုံဝင်မဟာမိတ်တပ်ဖွဲ့များနဲ့ပူးပေါင်းပုံဝင်တိုက်ခိုက်နေတဲ့အိုက်ခန့်ကြတော့ AI ရဲဘော်တွေကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဖုံးမတဆင်ဗီဒီယိုကိုခေါ်ကအပိစကားနဲ့တိုက်ပွဲဝင်မိန်ကွန်းတွေပြောသွားတယ်လို့သိရှိရပါတယ်။ ကြာကင်းအောင်ပန်းစင်တော့မဲ့ဗန်မော်တိုက်ပွဲရောက်နေတဲ့အေအတသားတွေကိုဘိုးချုပ်ထွင်းမြင်နိုင်အားပေးစကားပြောကြတယ်လို့လည်းသူတို့ရဲ့အားခိုက်တော်မူကွန်ရဲ့စာမျက်နှာမှာဖော်ပြထားပါတယ်။အေစေစုချုပ်ဟာဗန်မော်တိုက်ပွဲနဲ့ပတ်သက်ပြီးသူ့တပ်သားတွေကိုရဲရဲတောက်မှစကားပြောနေတာကိုအေအေတပ်သားတွေကလည်းနာခံယူနေတဲ့ဗီဒီယိုဖိုင်တွေထွက်ပေါ်လာပါတယ်။စေစုချုပ်ရဲ့အမှားစကားတွေကိုကောက်နှုတ်ချက်ဆိုပြီးအခုလိုဆက်လက်လဲဖော်ပြထားပါတယ်။အချင်း KIA ရခိုင်နဲ့ AA အတွက် ဟာဝါရအကောင်းဆုံးမဟာမိတ်တွေဖြစ်တယ်။သူအာကကျတော့အေအေနေနဲ့အချင်းပြည်သူပြည်သားတွေကိုကျေးဇူးဆက်ရမယ်အချိန်ကဒီနေ့ဟာအကောင်းဆုံးအချိန်တွေဖြစ်တယ်။ဒါကြောင့်လက်ရှိဗန်မော်တိုက်ပွဲမှာပေါဝင်တိုက်ခိုက်နေတဲ့ငါတို့စစ်သည်တွေအနေနဲ့ရဲရုံတိုက်ခိုက်ပါအဓိကကတော့ရန်သူကိုမညာပါနဲ့။ကျွန်တော်အထင်ကတော့အဲ့ဒီရန်သူကိုမညာပါနဲ့ဆိုတဲ့စကားတခွန်းကပဲအာကကျတော့အေအေကိုဒီနေရာထိရောက်လာအောင်တွန်းပို့နိုင်ခဲ့တဲ့အရာလို့တော့ကျွန်တော်အနေနဲ့တော့မြင်မိပါတယ်။ ဗမာမျိုးကြီးကိုတင်ပိုက်ပြီးအချင်းပြည်သူတွေကိုလက်ဆောင်ပေးဖို့စစ်တပ်တော်တွေတိုးစားပါစတဲ့အချက်လက်တွေကိုလည်းပြောသွားတယ်လို့သိရှိရပါတယ်။မတော်အဖို့ပြအစားအစာကမျောလာရဲလဲမော်မှု မျောလွန်ထားတဲ့စစ်တွေစင်တာတိအိမ်မာတိကိုနေပြီးခဲ့တဆောင်းတော့ပြီးခဲ့ရာလဲနဲ့သားစီပါဖို့တော့အခိုင်မာပွင့်နေတော့နောက်ထပ်ဆက်ဆက်တရင်တပုတ်အနေနဲ့ကတော့ကချင်ပြည်နယ်ဗမာမျိုးသိန်းတိုက်ပွဲမှာစစ်တပ်ရဲ့နောက်ဆုံးလက်ကျန်စစ်စခန်းကြီးဖြစ်တော့ စက္ကကနှစ်တကိုပြီးသက်သိမ့်ပတ်ရရှိရန်နှိစက်လာပြီဖြစ်တယ်လို့လည်း KIA ရှီတန်းသတင်းမြစ်တွေကဖော်ပြလိုက်ပါတယ်။အပေါ်မျိုးသိမ့်တိုက်ပွဲမှာနေစဉ်တိုက်ပွဲဖြစ်နေပြီးနှစ်ဖက်တိုက်ခိုက်ကြာဆုံးမှုတွေတော့ရှိနေကြောင်းစစ်တပ်ကလည်းနေစဉ်လေးကြောင်းတိုက်ခတ်မှုများလေရင်များဒရုန်းများဖြင့်တိုက်ခိုက်နေကြောင်းတော်လိုင်းတများဟာမြို့ရဲ့နေရာအများစုကိုစီးနင်းထားမိတော့လဲစစ်တပ်ကဆက်လက်ခုခံနေစေဖြစ်ကြောင်းလည်းသိရှိရပါတယ်။အပေါ်မျိုးသိမ့်တိုက်ပွဲကိုယမန်နေ့ဒီဇင်ဘာလမှာစတင်ခဲ့ခြင်းဖြစ်ပြီးယခု9လကြာမြင့်လာတဲ့အချိန်ထိတိုက်ပွဲတွေပြင်းထန်နေစေဖြစ်ကြောင်းစစ်တပ်ရဲ့တိုက်ခတ်မှုကြောင့်ဗန်မော်မြို့ရဲ့နေရာအများစုဟာမိလောင်ပျက်စီးလျက်ရှိကြောင်းလည်းသိရပါတယ်။အလားတူပဲကချင်ပြည်နယ် ပကန့်မြို့နယ်လဝါကားမိုင်းပကန့်လမ်းပိုင်းမှာလည်းတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်သားများထိနာလဲရှိကြောင်းလဲ KIA ကထုတ်ပြန်ထားပါတယ်။မေလာနေ့ရက်နေ့ပကန့်မြို့နယ်လဝါရွာကိုရောက်ရှိနေသောအကြမ်းဖက်စစ်ကောင်စီတပ်များကိုတိုက်ခတ်ရမှာတော့အကြမ်းဖက်စစ်သားများကြီးကြိုက်သေးဆုံးမှုမြက်ပြပြီးနနက်7နာရီခန့်မှာတကြိမ်7နာရီခန့်မှာတကြိမ်လေကြောင်းမှာဘုံကျဲပြန်လည်တက်ခိုက်တယ်လို့လည်းသိရှိရပါတယ်စစ်တပ်စီကြောင်းမှာပြည်သူစစ်နဲ့ SND တပ်ဖွဲ့များပူးပေါင်းပုံဝင်နေပြီးအင်အား600ခန့်ရှိကလဝါကမိုင်း ပါကန်လမ်းမန်းကိုထိုးဖောက်နိုင်ရန်လက်နက်ကြီးလေကြောင်းဒရုန်းပစ်ကူများဖြင့်အပြည့်အပြည့်ခြိတက်နေကြောင်းလည်းသိရှိရပါသည်တော်တော်အနေနဲ့ခုမူရင်းကလာမှရောက်နေပြီ။အဲဒီကနေလိုတဲ့ဖြစ်စီပြီးဒီပေါက်မြင့်နယ်မှာမူရင်းကလာရောက်နေကားဖြတ်လို့ရတဲ့အခြေအနေလုတ်ပြီးမှဒီပေါက်နယ်ပခုတ်ကူတိုင်းနဲ့ပုံဝေးတော့တိုင်းနဲ့နေရသလိုရှင်ဟုတ်လား။အဲကြာနာစကြောင်းများသို့ဒီဘီတူပတ်လက်ခါရရေခေါပို့ပေးပါလို့ဥတည်းအမြအခြေအနေမြင့်တာရက်ခတ်နေပဲနော်။ဇီးပြပဲတော်တူနီတူစားပေါက်မြင့်ကပါလာ24လမှာရက်ခတ်နေအများကြီးရှိတယ်ဘူးလို့ရွာတယ်။ဘာဖြစ်လို့မပို့ပေးနိုင်ရတာလဲ။အဲဒီမှာသူတို့အမျိုးတွေမရှိလို့လား။ တို့ရဲ့အကြီးကိုမှမရှိလို့လားငါ့ဘောကောင်းဆောင်ကောင်းစိတ်ကခဏတို့မှမရှိကြလားလို့တို့ကောင်းစိတ်ကခဏတို့မှမရှိကြလားလို့တို့ကခဏတို့ကိုမေးခွန်းထုတ်ချင်နေတာနော်မေးခွန်းထုတ်ချင်နေတယ်တကယ်လို့ခဏတို့ကိုဒီလိုကိုတက်ပြီးတော့ကထုတ်ဆင်းနေရဲ့ဟဲ့အဲ့စစ်ဖုန်းတွေချိန်မှာဒိခါတွေကိုလုံလုံလောက်လောက်နဲ့ခုဒီလိုအပ်တဲ့နေရာတွေကိုတန်ဖိုးပေးမယ်ဆိုပြီးပို့ပြီးမှစိတ်ကခွင့်အားတွေရောအဆင်မပြေနိုင်ဘူးလားလူတွေကမေးခွန်းထုတ်ချင်နေတယ်တန်းပြိုမေးခွန်းထုတ်ချင်နေနော်ကိုဘာသာကြော်ရတယ်ပြုစုစီပါလေအကုန်လုံးအကုန်လုံးတက်ရိခါဆိုလို့မရှိတော့မရှိတော့ဘူးဖြစ်သွားပြီနော်ဒီလိုတော့မဟုတ်နဲ့ကြောက်နေတာဥစဉ်ချင်းချင်းခါတော့အော်တယ်ကန်နဲ့အချားနေရာလေထိုးပြီးသွားပဲဒိခါကြောင့်နောက်ဆုတ်လိုက်ရတာလေအများကြီးရှိတယ် ဲအားလုံးပဲတွေ့တဲ့အတိုင်းပါပဲပေါ်ကတော့သူ့ရဲ့ပြည်သူစစ်တွေငတ်ပြတ်နေတဲ့အနေထားတစ်ခုပြောသွားဖြစ်ပါတယ်ငတ်တာလည်းမပြောနေသေးဘူးရတဲ့မြတ်ပဆိုင်နေကုန်လုံးကိုသူ့ရဲ့မရင်ငယ်တီတာယူမှုဖို့နေရတာဟုတ်မင်းတို့ဒီလိုပေါကလုံးကောင်ထားရင်တော့မင်းတို့ကောင်နေကုန်လုံးငတ်ပြက်ကုန်ပါပဲ။ဒါကြောင့်မင်းတို့ကောင်နေပေါကလုံးကိုမြန်ဆုံးရှင်းဖို့လိုတယ်နော်။မင်းတို့အချင်းချင်းပြန်ရှင်းသိနေတဲ့နေတာကိုရောက်နေပြီ။ကားနဲ့ဒီခါကျတော့နောက်ဆုံးလိုက်ရတယ်အများကြီးရှိတယ်။ကြီးကျောက်နောက်ဆုံးလိုက်ရတယ်အများကြီးရှိတယ်။အဲ့ဒါတွေကနိုင်ငံကောင်းကောင်းနေဒီအောက်ဆုံးတဲ့လူတွေဒီတိုင်းရဲ့တခါတွေခင်ဗျားတို့အသုံးမချလို့ကျွန်တော်ပြောချင်တယ်ဗျာနော်။ခင်ဗျားတို့တွေက အောက်ခြေကိုမကြည့်လို့ပဲကျွန်တော်ပြောချင်တာကနော်ဒီတော့ဦးသိန်းတော်မတင်ပြနဲ့ဦးသိန်းတော်ရဲ့ပြောတဲ့စကားလုံးကိုပောက်ကူတော့ကိုဒီနေ့ပြောပါလေပောက်ကူတော့ပြောတဲ့စကားလုံးပောက်ကူတော့တရားကိုင်းတော့အားမခိုင်လေဘာလို့မှခဏတော့မတင်တယ်လို့ပောက်ကူတော့ဒီလိုဒီလိုဖြစ်တယ်ဒီတော့အော်လေငါတို့အားမချက်တွေအော်လို့မတင်တယ်လို့ထောင်ချကြလားခဏတော့ချလို့လားပေါ်လာမျိုးတွေအားလုံးပဲဒီဗီဒီယိုမှတွေ့ရမယ့်အကြောင်းအရာလေးကတော့လက်ရှိရှိမှာစစ်ကောင်စီကစစ်မှုထမ်းဥပဒေနဲ့အတင်းတမစစ်သားစုဆောင်မှုကိုခေါ်နေသလိုတော်လိုင်းဘက်ကလည်းစစ်မှုထမ်းဥပဒေထုတ်ပြန်တဲ့ပတ်သက်ပြီးတော့ဆရာကိုသိမ်းမြတ်ကနေပြောဆိုထောက်ပြထားတာဖြစ်ပါတယ်။ဒါတော့လေတော်လိုင်းရဲ့ဝင်တဲ့ဆိုတာကိုယ့်ရဲ့အသိစိတ်နဲ့ကိုယ့်ရဲ့ ခံယူချက်နဲ့ဝင်လာတော့အကောင်းဆုံးပဲလို့ကျွန်တော်တို့တော့မြင်မိပါတယ်။ဒါပဲတော်နိုင်ရေးလုပ်နေတဲ့ပြည်သူတွေအကုန်လုံးကလည်းကိုယ့်ရဲ့အသိစိတ်ဓာတ်နဲ့လုပ်နေကြတဲ့လူတွေပါပဲ။ဒီမှာအနောက်ကနေပြီးတော့လုပ်ရမယ်ဆိုပြီးတော့ပြောထားလို့လုပ်နေကြတယ်ပြောမှမရှိဘူးဆိုတာလည်းအားလုံးသိဖို့လိုအပ်ပါတယ်။ပြောကြည့်ပြီးလို့လေးမှာကတော့သဘောထားကွဲလွဲမှုတွေအများကြီးရှိမယ်လို့တော့ထင်ပါတယ်။အားလုံးပဲနားထောင်ပြီးသွားတဲ့အခါမှာတော့မိမိရဲ့သဘောထားတွေကိုမိရဲ့စံနာတွေရောဘယ်လိုရှိလဲဆိုတာကိုကြံ့ဝေပြီးသွားလို့ရပါတယ်။မြောက်လင်ကမေဒင်းနဲ့စကားပြောရမှာပြပောက်ကိုတွားရောက်အလုံးလုံးကင်တူတွေများလွန်းတဲ့အတွက် ီရဲမှာအလုသားရှားပါမှုဖြစ်နေတယ်ဆိုပြီးတော့ပြောပါတယ်အဲဒါကြောင့်ပြပမှာအလုသားလုံမဲ့အစားဘဝလုံးကျုံမှုရှိတဲ့ပြီရဲမှာပဲအလုကန်ရှာဖွေကြပါလို့ပြောထားပါတယ်ပြပသူသွားရောက်လောက်ကင်မှုများကြောင့်ပြည်တွင်းမှာအလုသမားရှားပါမှုများဖြစ်ပေါ်လျက်ရှိတာကြောင့်ပြပသူသွားရောက်လောက်ကင်ခြင်းထက်ဘဝလုံးကျုံမှုရှိတဲ့ပြည်တွင်း၌လောက်ကင်နိုင်ရည်တို့ကိုဆောင်ရွက်ရန်လိုအပ်ပါကြောင်းဘလို့မျက်နှာနဲ့များဒီလိုစကားတွေပြောနေတာပါလေပြည်တွင်းမှာဘဝလုံးကျုံမှုရှိတဲ့ သူလို ICC ဖမ်းမှာကြောက်လို့ပြပရောက်တာနဲ့ကြီးလန့်စားစားဖြစ်နေတဲ့သူမျိုးဆိုရင်တော့ပြည်တွင်းကပို့ပြီးတော့လုံခြုံနေဆိုတာဟုတ်မှာပေါ့ဗျာလူငယ်တွေအတွက်တော့ပြည်တွင်းကမလုံခြုံလို့ပြပထွက်ကုန်ကြတာအားလုံးသိပါတယ်ဖက်နေဗျာအိမ်မော်တက်ဖန်လမ်းပေါ်မှာပေါ်တာဆွဲဆက်ယုံနေစစ်ကားထိုးပြီးတော့အတင်းခေါ်တင်နေတဲ့နိုင်ငံကဘဝလုံခြုံမှုရှိတယ်ဗျာဘကအမတ်ကြီးဥတက်ရှင်မေးတယ်လို့မေးရမှာပဲဟုတ်ပါမလားမောင်ကာလူရဲ့ဆိုပြီးတော့စစ်မှုတန်းနာမည်တက်ပြီးတော့ လူဖမ်းပြန်ပြီးဆွဲတဲ့အလုပ်ရကတောင်းချမ်းရန်ကားလွန်လို့လူငယ်တွေနိုင်ငံသားကိုရတဲ့နည်းနဲ့ထွက်ကြပါလေနိုင်ငံသားထွက်ဖို့ငွေကြေးမတတ်နိုင်တဲ့သူတွေကတော်လိုင်းရေးအဖွဲ့တွေစုမိုးတဲ့နေမြေတွေထဲကိုတွားနေကြပါလေအဲ့ဒီမှာလဲပြဿနာကထပ်ရှိပြန်ပါလေတော်လိုင်းရေးအဖွဲ့တချို့ကအတင်းအဓမ္မစစ်မှုထမ်းခိုင်းတဲ့အလုပ်တွေကိုလုပ်နေကြပြန်တော့လူငယ်တွေမှာဘဲသွားသွားမလုံးကြုံဘူးဆိုတာမျိုးဖြစ်လာနေပါလေပေးစရာလဲငွေမရှိပြေးစရာလဲမြေမရှိဆိုတော့ဘဝမျိုးရောက်ကုန်ကြပါလေ တိတ်မကြခင်ကပဲရောနယ်ဘက်ကတော်လိုင်းရေးအဖွဲ့တွေကစစ်မှုထမ်းဖို့အမိန့်စာထုတ်ပါတယ်အဲ့ဒီအာဓမစစ်မှုထမ်းစင့်ခေါ်တာကိုကြောက်လို့ဂံကောထီလင်းကြောက်ထုစောကြောနယ်တွေမှာလူငယ်တွေအိုးအိမ်စွန့်ခွာပြီးတော့ထွက်ပြေးကြပါတယ်ရဲဘော်တွေမှာတာရင်လာရေးရှိရင်တောင်မှကုညီလောက်ကိုင်းမဲ့လူငယ်လူရွယ်မရှိလောက်အောင်ထိရှားပသွားတယ်လို့ဆိုပါတယ်အာရခတက်တော်ကလည်းစစ်မှုထမ်းစင့်ခေါ်ပါတယ်ရွာသားတွေနဲ့အစည်းအဝေးလုပ်ပြီးတော့စစ်ထဲကိုဝင်ခိုင်းတာပါသူတို့အပြင်ကိုကန့် MNDAA တအား TNL SSC တောင်းတဲ့မြောက်တို့ကလည်းစစ်မှုထမ်းဆင့်ခေါ်ပါတယ်။တခြားအဖွဲ့တွေလည်းရှိပါသေးတယ်။အဲ့ဒါလို့စစ်မှုထမ်းအာမဆင့်ခေါ်တဲ့တော်လိုင်းရေးအဖွဲ့တွေရှိတယ်လို့စစ်မှုထမ်းအာမဆင့်ခေါ်တာမျိုးကိုလုံးဝမလုပ်ဘူးဆိုပြီးတော့မူချပြီးတားမြစ်ထားတဲ့အဖွဲ့တွေလည်းတချို့ရှိပါတယ်။ဥပမာကယနီလူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတပ်ဦးကလလတာဆိုလို့ရှိရင်အတင်းအာမစစ်မှုထမ်းဆင့်ခေါ်တာမျိုးကိုမလုပ်ရဘူးလို့တားမြစ်ထားတယ်လို့အသက်၁၈နှစ်မပြည့်သေးတဲ့သူကိုတတ်မှာလက်မခံဘူးဆိုတဲ့စီကံမျိုးလည်းထုတ်ထားပါတယ် စစ်ကောင်စီကလူငယ်တွေကိုအတရားမှစစ်မှုထပ်ခိုင်းတဲ့အတွက်ပြည်သူတွေကစစ်ကောင်စီကိုအလွန်မုန်းပါတယ်။အဲ့ဒီလောက်ရကိုအာနာရှင်လောက်ရဆိုပြီးတော့တိတ်ဆက်ဆုပ်ရွံ့ရှာကြပါတယ်။အခုတော့တော်လိုင်းရေးဖွဲ့တွေကလည်းစစ်အာနာရှင်တွေလှုပ်တလို့လိုက်လှုပ်ကြတာဟာတော်တော်အံ့ဩစရာကောင်းပါတယ်။စိတ်ပြေစရာလည်းကောင်းပါတယ်။တချို့တော်လိုင်းရေးအဖွဲ့တွေကဒီလိုပြောကြပါတယ်။စစ်ကောင်စီကစစ်မှုထမ်းအတင်းခေါ်တာနဲ့တော်လိုင်းရေးအဖွဲ့ကခေါ်တာမတူပါဘူးတဲ့စစ်ကောင်စီသားတွေကပြည်သူတွေကိုတတ်ဖြတ်တာနှိပ်စက်တာမိရှို့တာတွေလုပ်ပြီးတော့တော်လိုင်းရေးအဖွဲ့တွေက ပြည်သူကိုကာကွယ်တာဖြစ်တဲ့အတွက်ရည်ရွယ်ချက်ချင်းလောက်ရချင်းမတူဘူးလို့ဆိုပါတယ်အဲ့ဒါလိုရည်ရွယ်ချက်မတူလောက်ရမတူတဲ့အတွက်စစ်ကောင်စီကစစ်မှုထမ်းခေါ်တာဟာပြည်သူကိုဒုက္ခပေးတာဖြစ်ပြီးတော့တော်လိုင်းရေးအဖွဲ့တွေကစစ်မှုထမ်းခေါ်တာကတော့ပြည်သူအကျိုးကိုတည်ဖို့ဆောင်ရွက်တာလို့ဆိုကြပါတယ်ဒါဟာလုံလောက်တဲ့စင်ကြယ်မဟုတ်ပါဘူးစစ်တိုက်တယ်ဆိုတာကိုယ့်အသက်နဲ့ရင်းပြီးတော့လောက်ရတဲ့နိုင်ငံရေးပါအသက်နဲ့ရင်းရတဲ့အလုပ်ကိုလုံမလားမလုပ်ဘူးဆလားဆိုတာကိုကိုယ်ဆုံးဖြတ်ချက်နဲ့ကိုပဲဆုံးဖြတ်ရပါမယ် အသက်နဲ့ရင်းရတဲ့အလုပ်ကိုသူများဆုံးဖြတ်လို့သူများအတင်းခိုင်းလို့လုပ်ရတယ်ဆိုကြတဲ့ကတော်တော်ကြီးကိုမတရားတဲ့လုပ်ရဖြစ်နေပါပြီအတင်းအရမခိုင်းနေဆိုတာကအာနာရှင်လုပ်ရပါပဲလူတွေကိုအတင်းအကျပ်ဖိအားပေးပြီးစစ်မှုထမ်းခိုင်းတာချင်းအတူတူစစ်ကောင်စီလုပ်ရင်မတရားဘူးတော်လန်ရေးကလုပ်လို့ရှိရင်တရားတယ်လို့နှစ်မျိုးခွဲပြီးတော့ပြောလို့မရပါဘူးအတင်းစစ်မှုထမ်းခိုင်းတာချင်းအတူတူစစ်ကောင်စီကလုပ်ရင်ရုပ်တယ်တော်လန်ရေးဘက်ကလုပ်လို့ရှိရင်တော့မြတ်တယ်လို့ပြောလို့မရပါဘူး ြည်သူလူထုမကြိုက်တဲ့အလုပ်ပြည်သူလူထုယူမုန်းတဲ့အလုပ်ကိုဘာအကြောင်းပြချက်နဲ့မှအတင်းအဓမ္မမလုတ်ခမ်းရပါဘူးတော်လိုက်လို့ဖို့စီယုံဟောပြောတာတွေကိုလုတ်လို့ရပါတယ်စီယုံဟောပြောလို့မိမိသဘောဆန္ဒအလျောက်တော်လိုက်ရတဲ့ဝင်လာကြတဲ့သူတွေကိုဝမ်းသာအားရခေါ်ကြပါစစ်မှုတန်းကိုအခွင့်ကောက်တယ်လို့မျိုးတအိမ်ဘယ်နှယောက်ပေးရမယ်လို့လုတ်တာမျိုးဟာလူလူစန့်ကျင်ရေးလုတ်ရပါပဲအဲ့ဒါလို့အတင်းအဓမ္မခေါ်ထားတဲ့လူတွေဟာတော်လိုက်တက်ဖွဲ့တစ်ခုအတွက်အကျိုးလည်းမရှိပါဘူး မိမိဆန္ဒအလျောက်တော်လိုင်းရေးတဲ့ဝင်လာတဲ့သူကသာအကျိုးလည်းရှိတန်ဖိုးလည်းရှိပါတယ်အတင်းခေါ်လို့ရောက်လာတဲ့သူကတော်လိုင်းရေးစိတ်ဓာတ်လည်းအပြည့်ဝရှိမှာမဟုတ်ပါဘူးအခွင့်သာရင်တက်ကထွက်ပြေးမှာပါအခွင့်သာရင်လက်နက်ချမှာပါတက်ကိုဆန့်ကျင်တဲ့အလုပ်တွေလုပ်တာမျိုးတောင်မှရှိနိုင်ပါတယ်ဘသူမဆိုကိုယ့်ကိုမလုပ်ချင်မနဲ့အတင်းခိုင်းတဲ့သူတွေကိုနှစ်သက်အကြည့်ပြူမှာမဟုတ်ပါဘူးတကယ်တော့တော်လိုင်းရေးစစ်သားကိုအရမစူဆောင်းနဲ့လှုပ်ရဟာကိုတစုတစ်ဖွဲ့ကောင်းစားရေးကိုမျောလင့်ပြီးတော့ လုပ်နေကြတာပါဒေါ်လာရေးတစ်ခုလုံးရဲ့အကျိုးစီးပွားကိုမျှော်မှန်းပြီးတော့လုပ်နေတာမဟုတ်ပါဘူးကိုယ့်အဖွဲ့တစ်ဖွဲ့ရဲ့အားကောင်းလာအောင်ကိုယ့်အဖွဲ့တစ်ဖွဲ့ရဲ့ကြီးထွားလာအောင်အတဲအရမလူသူစုဆောင်းနေတာပါဒေါ်လာရေးတစ်ခုလုံးအတွက်ဆိုလို့ရှိရင်လူသစ်အတင်းစုဆောင်းစရာမလိုပါဘူးဒေါ်လာရေးသမားအင်အားကတော်တော်လုံလောက်နေပြီလို့တောင်ပြောလို့ရပါတယ်ရှိနေပြီသားဒေါ်လာရေးသမားကိုတောင်မှအပြည့်စုံနဲ့နဲ့တက်စင်မပေးနိုင်သေးပါဘူးရှိနေပြီသားဒေါ်လာရေးသမားကိုတောင်မှထမင်းကျွေးနိုင်ဖို့တောင်ခက်ခက်ခဲခဲရုပ်ကန်နေရတာပါ ဒေါ်လာရေးတက်ဖွဲ့တွေစီလုံးညီညွတ်ကြရင်မာမိတ်တက်ပေါင်းစုကြီးဖြစ်အောင်လုပ်နိုင်ရင်ရှိပြီးသားလူကိုလက်နက်အပြစ်တက်ဆင်ပေးနိုင်အောင်အရင်လုပ်ရမယ်ဆိုတာရှင်းရှင်းလေးပါအခုတော့တချို့တက်တွေမှာထမင်းမကျွေးနိုင်လက်နက်မပေးနိုင်ပဲဒေါ်လာရေးတက်တာတွေပို့နေပါတယ်တချို့တက်တွေကတော့သူတို့ပို့ပြီးတော့အင်အားကြီးအောင်အာမစစ်သားစုဆောင်မှုတွေလုပ်နေပါတယ်မညီညွတ်မှုကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲအစင်ကုန်မတည့်မှုကြီးလို့ဆိုနိုင်ပါတယ်ဒေါ်လာရေးတက်မတော်ရဲ့တကယ့်အနှစ်သာရဟာ ပြည်သူတို့ရဲ့ထောက်ခံအားပေးမှုကိုရယူခြင်းဖြစ်ပါတယ်။ပြည်သူအတွက်အလုတ်ကျေးပြုတယ်။ပြည်သူရဲ့ထောက်ခံအားပေးမှုကိုရယူတယ်။အဲ့ဒါဟာပြည်သူတပ်မတော်တွေရဲ့အချင်းရာလက္ခဏာအင်္ဂါရပ်တွေပါပဲ။အထူးသဖြင့်ပျောက်ကြားတဲ့နေရာပြည်သူလူထုထောက်ခံမှုဟာပိုပြီးတော့တောင်မှအရေးကြီးပါတယ်။ပြည်သူလူထုရဲ့ထောက်ခံမှုဟာဘလောက်တောင်အရေးကြီးတယ်လဲဆိုတော့တော်လန်ရေးရဲ့အနိုင်အရှုံးကိုအဆုံးအဖြတ်ပေးနိုင်တဲ့အထိအရေးကြီးပါတယ်။ ော်လန်ရေးအတွက်စစ်သားအတင်းအဓမ္မစုဆောင်းနေရင်ပြည်သူကစိတ်ပြက်လာပါလိမ့်မယ်။စစ်အာဏာရှင်နဲ့တော်လန်ရေးတပ်ဖွဲ့တွေအတူတူပါပဲလားလို့ထင်လာကြပါလိမ့်မယ်။တော်လန်ရေးအဖွဲ့တွေလည်းနောက်အခါမှာစစ်အာဏာရှင်ဖြစ်လာမှာပဲလို့ထင်လာကြပါလိမ့်မယ်။အဲ့ဒါလို့ပြည်သူကထင်လာရင်တော်လန်ရေးရှုံးပါလိမ့်မယ်။တရုတ်ပြည်ရဲ့တောင်ပေါ်ဒေသတခုမှာတခါကပင်ပန်းပြီးတော့ငတ်မွတ်နေတဲ့တပ်နေတပ်ဖွဲ့တစ်ဖွဲ့ဟာကစုံတွေစိုက်ထားတဲ့စိုက်ခင်းတစ်ခုကိုတွေ့တော့ဝမ်းသာအားရနဲ့ပြေးသွားပြီးတော့24စားတော့ကြပါလေ။အဲ့ဒီတက်နီတက်ဖွဲ့ရဲ့ခေါင်းဆောင်မော်စီတုံးက အဲ့ဒီတက်နေတော့စစ်သားတွေကိုချက်ချင်းပဲစုဝေးခိုင်းပြီးတော့အပြစ်တွေဝေဖန်ခဲ့ပါတယ်ငါတို့တက်ဟာရန်သူတက်တွေလိုပဲတခုတည်းမြတ်တက်တွေလို့ပြည်သူတွေကမြင်လာတယ်ငါတို့စစ်ရှုံးလိုက်မယ်လို့ပြောခဲ့ပါတယ်အဲ့ဒါလိုပြောပြီးတော့စီကံကြီးတုံးရတဲ့သတိပညာရှိချက်ကိုပြတ်ထန်သတ်မှတ်ခဲ့ပါတယ်အဲ့ဒီအထက်မှာပြည်သူပစ္စည်းကိုအတချောင်းချီတင်မြန်မာမယူပါဘူးငှားထားတဲ့ပစ္စည်းပြတ်အပ်ရမယ်ယူတဲ့ပစ္စည်းဝယ်တဲ့ပစ္စည်းအတွက်တာတံမှုပေးရမယ်ဆိုတာမျိုးတွေပါပါတယ်အဲ့ဒီစီကံကြီးတုံးရတဲ့သတိပညာရှိချက်ဟာစစ်အောင်နိုင်ရေးအတွက်အဓိကအချက်လို့ တရုတ်တပ်နေတော်ကသတ်မှတ်ပါတယ်တရုတ်နိုင်ငံကအမျိုးသားပြလိုက်တယ်မှာတော်လိုင်းရေးကာလတော့ကတပ်နေတော်တပ်သားလယ်သမားတယောက်ကပိတ်စာပေါ်မှာရေးသားထားတဲ့စီကံကြီး၃ရက်နဲ့သတိပြုရရှိချက်ကိုတမိုင်းဝင်ပစ္စည်းအဖြစ်နဲ့အမှတ်တမ်းတင်ထားပါတယ်ကစုံလေတစ်လုံးနှလုံးဖော်ဆားတာတောင်လူမှုစန့်ကျင်ရေးလုပ်ရလို့သတ်မှတ်တယ်ဆိုလို့ရှိရင်အတရမစစ်သားစုဆောင်တဲ့လှုပ်ရဟာဘလောက်လူမှုစန့်ကျင်ရေးဖြစ်စေမလဲဆိုတာစဉ်းစားကြည့်လို့ရပါတယ်ကစုံကိုဖော်ဆားတဲ့သူကိုမုန်းတာထက်စစ်တပ်ထဲမလိုက်ခြင်းပဲနဲ့အတရမစွဲခေါ်တာကိုအများကြီး ပို့ပြီးတော့မုန်းလိုက်မယ်ဆိုတာစဉ်းစားကြည့်ရင်သိနိုင်ပါတယ်အတင်းအဓမ္မစစ်သားစုဆောင်းလိုက်လို့ကုတ္တဟာလောလောဆယ်မှာတော့အင်းအားပူကြည့်လာတယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့ရေရှည်တော်လည်ရေးကြီးတကူလုံးကိုတော့ရှုံးနေသွားအောင်လုပ်တဲ့လုပ်ရဖြစ်ပါတယ်အလေးနဲ့ထားပြီးတော့ထပ်ပြောပြရချင်စစ်သားအဓမ္မစုဆောင်းတာဟာပြည်သူလူထုမုန်းတဲ့လုပ်ရဖြစ်ပါတယ်ပြည်သူလူထုကိုစန့်ကျင်တဲ့လုပ်ရဖြစ်ပါတယ်အဲ့ဒီလုပ်ရကိုလုပ်ရင်တော်လည်ရေးရှုံးနေမှာလိမ့်မယ်ဘိုးချုပ်မင်းအောင်လိုင်းတို့ကပြောပါတယ်စစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းတာနိုင်ငံပေါင်း80ရှိတယ်လို့ဆိုပါတယ် တခြားနိုင်ငံပေါင်း80လဲလုံနေတယ်ဆိုတာနဲ့မတရားတဲ့အလုပ်ဟာတရားတဲ့အလုပ်ရဖြစ်မသွားပါဘူးသူတို့တောင်မတရားတာလုပ်သေးတာပဲငါတို့လည်းလုပ်လို့ရတယ်ဆိုတော့စင်ချင်ကလည်းမမှန်ပါဘူးသူများတွေလုံနေလို့မှားတဲ့အရာဟာအမှန်ဖြစ်မသွားပါဘူးပြီးတော့အဲ့ဒီနိုင်ငံ80နဲ့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေလည်းမတူပါဘူးကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့စစ်ကပြည်တွင်းစစ်ပါဒီတိုင်းပြည်တစ်ခုရဲ့အတွင်းမှာနေတဲ့လူအချင်းချင်းစစ်ခင်းနေတဲ့စစ်ပွဲပါဟိုဘက်အိမ်ကလူကဟိုဘက်ကတိုက်ပြီးတော့ဒီဘက်အိမ်ကလူကဒီဘက်ကတိုက်နေတဲ့စစ်ပွဲမျိုးပါ တော်လိုင်းရေးဘက်မှာအဖေကတိုက်နေပြီးတော့စစ်ကောင်စီဘက်မှာသားကတိုက်နေတာမျိုးတွေရှိပါတယ်တော်လိုင်းရေးဘက်မှာညီကတိုက်နေပြီးတော့စစ်ကောင်စီဘက်မှာအကူကတိုက်နေတာလည်းရှိပါတယ်ဒီလိုအခြေအနေမျိုးမှာလူတယောက်ကိုစစ်တဲ့အတင်းအဓမ္မဆွဲသွင်းတဲ့လောက်ရမျိုးကိုပြည်သူလူထုကပြင်းပြင်းထန်ထန်ဆက်ကျင်မှာပါပဲပြည်သူလူထုကမုန်းမှာပါပဲအဲ့ဒါဟာတရားတဲ့လောက်ရလည်းမဟုတ်ပါဘူးပြီးတော့တော်လိုင်းရေးအဖွဲ့အနေနဲ့ဆိုရင်လူတယောက်ကိုတော်လိုင်းရေးစိတ်သက်ရှိသလားမရှိဘူးလားမဆန်းစစ်ပဲ တနက်ပြတဲ့ရပြီတနက်မောင်းခလုတ်ဆွဲတဲ့ရပြီငါတို့အထဲဝင်ခဲ့လို့အတင်းခေါ်တယ်ဆိုတာအပေါ်စားဆန်လွန်ပါတယ်အောက်တန်းကြလွန်ပါတယ်လူတွေကိုတနက်ပြတဲ့တဲ့ဆက်ရုပ်တွေလောက်ပဲသဘောထားနေတာပါပြည်သူချစ်ရင်ကပီးတင်ပါလိမ့်မယ်ပြည်သူမုန်းရင်စစ်ရှုံးပါလိမ့်မယ်တော်လိုင်းရေးသမားကတော်လိုင်းရေးဆန်ဆန်တွေးခေါ်လုတ်ကန်ကြပါတော်လိုင်းရေးအမြင်တော်လိုင်းရေးအသည့်တော်လိုင်းရေးစိတ်ဓာတ်တော်လိုင်းရေးအမျော်အမြင်ပြေဝါချမှတော်လိုင်းရေးအောင်မြင်နိုင်မှာဖြစ်ပါတယ်